ဧပြီ2ရက်နေ့အတွက်ညနေခင်းသတင်းတွေကိုပြောပြပါမယ်။ငလင်ဘေးကြောင့်ပြည်သူများစွာထိခိုက်ပေဆုံးခဲ့ရတဲ့အတွက်တကြံကာလဧပြီ23ရက်ကနေ20ရက်နေ့အထိကိုနိုင်ငံလုံးဆိုင်ရာပြည်သူဝန်ထဲခြေကွက်မှုနဲ့နှစ်သိမ့်အားပေးမှုရပ်တတ်တဲ့အဖြစ် NUG ကသတ်မှတ်လိုက်ကြောင်းဒီနေ့ထုတ်ပြန်ပါရရှင်။ငလင်လောက်ခတ်မှုအတွင်းပဲခူးတန်းကြောက်တကားမြို့နယ်ကရဲနယ်ဆယ်ကိုတစ်ခုတ်ဝါခုတ်နဲ့ငါးရှာထွက်လာတဲ့အမျိုးသား၈ဦးတိတ်ဆုံးသွားပါတယ်။ဒီဖြစ်စဉ်မှာရုပ်အလောင်းတလောင်းပဲပြန်ရပြီးကျန်း9ဦးရဲ့ရုပ်အလောင်းတွေကိုတော့ ဒီနေ့အထိရှာမတွေ့သေးဘူးလို့သိရပါတယ်ရှင်။ထိုင်းနိုင်ငံမှာကျင်းပမဲ့ဘင်္ဂလားပင်လယ်အော်ကန္ဓာဆုံနီးပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု BIMSTEC ထိပ်သီးညီလာခံမှာအာနာသိစ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုလူကိုယ်တိုင် တက်ရောက်ဖို့ထိုင်းအစိုးရအနေနဲ့ခွင့်မပြုတဲ့ကြောင်းအွန်လိုင်းကနေချိတ်ဆက်ပါဝင်စီတာမျိုးကသာပိုပြီးအကျိုးရှိလိမ့်မယ်လို့တာမာဆက်တက္ကသိုလ်လက်ထောက်ပါမောက္ခတအူကထောက်ပြခဲ့ပါတယ်ရှင်။ချင်းပြည်နယ်ကကံပက်လက်မျိုးနဲ့မင်းတပ်မျိုးတို့ကိုမနေ့ကလေးကြောင်းတိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီဟာ ဒီနေ့မှလည်းထပ်ပြီးကံပက်လက်မျိုးကိုနှစ်ကျိန်းမင်းတပ်မျိုးကိုလည်းနှစ်ကျိန်းလေးချောင်းကတိုက်ခတ်ခဲ့ပါတယ်ဒီတိုက်ခတ်မှုတွေမှာတော့ပြည်သူထိခိုက်သေးဆုံးမှုအခြေအနေတွေကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်ရှင်